ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါလေဗျာဒီနေ့မှာတော့ကျွန်တော်ကစနေသားသမီးများတွေအော်တိုဘာလဆက်လာပိုင်းမှာကံညမာအကျိုးကြောင့်စိုးကောင်းလေးတွေကိုမြောက်ပေးမှာဖြစ်ပါတယ်စနေသားသမီးတွေပါလို့ရှိရင်ဒီဗီဒီယိုအဆုံးထိကြည့်ပါစနေသားသမီးတွေအရင်လတွေကကျွန်တော်တွေစိတ်ဆင်းရဲကြတဲ့များတွေဒီလအတွင်းမှာတော့ပြန်လည်ကောင်းမွန်တဲ့လတွေရောက်လာပါပြီစနေသားသမီးပါလို့ရှိရင်ဝမ်းသာလိုက်ပါတော့အဲ့တော့ဒီနောက်ဒီကြံတဲ့၃လအတွင်းကိုတကယ်ကိုကံကောင်းနေမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်အရင်နေ့တွေကတော့တနင်္လာတနင်္လာအင်္ဂါဘုရားဟူကြတာပါလေ တောက်ကြစားတဲ့နည်းနဲ့မြန်ကိုမြန်ကပေးခဲ့ပါပြီဒီနေ့မှာတော့စနေသားသမီးများအတွက်ကြားရောက်လို့လာပါပြီစနေသားသမီးတွေပိုင်းဒီဗီဒီယိုဆုံးနေ့ကြည့်ပါနောက်နောက်ဆုံးမှလည်းကျွန်တော်ကံညက်နေတာလေးကောင်းဆောင်ဖို့အတွက်အထူးကြေညာလေးပေးထားပါတယ်ဒါကြောင့်မလို့စနေသားသမီးတွေအဲ့အထူးကြေညာလေးလွယ်တေချာလှုပ်ပေးဖို့မြန်တာရက်ခမာတယ်ဗျကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်တေချာလေးတွတ်ချက်ပေးထားပါတယ် ကျွန်တော်ရဲ့တွက်ချက်မှုက60ရာခိုင်နှုန်းတော့တေချာမှာဖြစ်ပါတယ်တရားရကနှုန်းဘာကြောင့်မတေချာလဲဆိုတော့ကျွန်တော်စနေသားသေးမိညတူပေမဲ့တချို့ကနေမိတယ်တချို့ကညမွေးတယ်ဟောတချို့တဲ့နာမည်နဲ့မတူကြဘူးနာမည်ကြီးတူတူကြအောင်တော့အဲ့တော့ကျွန်တော်တွေမွေးတဲ့အချိန်နေမတူကြဘူးဟောမွေးတဲ့အချိန်နေတူဘူးတော့ယောက်ျားလေးမိန်းကလေးတွေမတူကြဘူးစားပြီးမတူတာလေးတွေအများကြီးဖြစ်နေတဲ့အတွက်ကြမလို့60ရာခိုင်နှုန်းမဲ့တေချာမှာဖြစ်ပါတယ်အဲ့တော့တရားရကနှုန်းတေချာခြင်းတော့တယောက်ချင်းစီတို့တူးချင်းစီတို့တေချာလေးတွက်ချက်မှသာနေတေချာမှာဖြစ်ပါတယ် โอเคဘာပဲဖြစ်ဖြစ်ကျွန်တော်မိတ်ဆွေစနေသားသမီးတွေအေးအတွက်ဝမ်းသာစရာလေးတွေအများကြီးဖြစ်ပါတယ်အဲ့တော့ကောင်းတာလေးရှိသလိုညံ့တာလေးလည်းရှိပါတယ်ကျွန်တော်ကောင်းတာလေးအရင်ပြောပေးမယ်ကောင်းတာလေးရောအေကံမိုးချဖြစ်ပါစေပေါ့အဲ့တော့ညံ့တာလေးတော့ဖတ်လွယ်ပါရေချောပါရေပေါ့ဗျာเนาะအဲ့တော့ပထမဆုံးကျွန်တော်တို့တွေကောင်းတာလေးအရင်မြောက်ပေးမယ်เนาะဒါကြောင့်ကျွန်တော်မိတ်ဆွေတွေကောင်းတာလေးတွေအများများလေးဖြစ်အောင်လုပ်ပါဦးเนาะအဲ့တော့စနေသားသမီးတွေဒီလောက်အတွင်းမှာဘာလေးကောင်းလဲဆိုတော့ကျွန်တော်တို့တွေ ဘာကောင်းလဲဆိုတော့အမျိုးတွေကောင်းမယ်ဗျာသူကပြောမှဖြစ်နေအမျိုးတွေကျွန်တော်တွေအမျိုးတွေကောင်းမယ်ရက်ဝေးရတငယ်ချင်းတွေရက်ဝေးရဆွေမျိုးတွေဆရာသမားတွေအဝေးကလူတွေအဝေးကလူတွေကထောက်ပံ့နေကြအောင်အရန်ကိုကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်လာမယ်အဲ့တော့ဘာသာရေးများများလုံးလေများများစည်းဝါးတက်လေပဲဘာသာရေးလုံးတဲ့လူကစည်းဝါးတက်တဲ့လူပဲသူများတွေအထက်ကိုယ့်အောက်ပိုလိုထူလိမ့်မယ်အဲ့သူလဲပရိစိတ်တယ်ကိုလဲပရိစိတ်ကိုပရိစိတ်ကသူ့ထက်ပို့ပြီးတော့ထူးခြားနေတယ် ဲ့လိုမျိုးတွေကိုဖြစ်စေတယ်ဘာသာရေးမြန်မာလှုပ်လေစီးပွားရေးတက်လေပဲဖြစ်ပါလေအဲ့တော့ငွေငွေကြီးအတွက်လည်းအရင်ကိုကန်ကောင်းပြီးတော့လက်ပွင့်နေမှာလတ်တလဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဝေးရလူကအဝေးရနေငွေတွေရောက်လာမယ်အဝေးရဟိုမထင်မှတ်ထားတဲ့ငွေတွေရောက်လာမယ်ထီပေါက်ကိန်းတွေကြုံမယ်ဒီလောက်တွင်းမှာကားတွေဝယ်ကားတွေဝယ်ဝယ်မယ်ဆိုစိတ်ကူတိုင်းဝယ်အိမ်နေချမ်းနေမြေတွေဝယ်မလို့စိတ်ကူတိုင်းဝယ်မဝယ်နဲ့တနည်းမို့တနည်းတော့အကြောင်းမကြောင်းရှာပြီးရောက်လာလိမ့်မယ်ပစ္စည်းတွေ ကိုယ်အိမ်တွေကိုရောက်လာလိမ့်မယ်အဲ့တော့လူငယ်တွေတွေ့တော့စမ်းပွင့်နေမယ်စမ်းပွင့်နေဆိုတာကောင်းတာရရှိလို့စမ်းအပွင့်လွန်သွားတဲ့လူဆိုလို့ရှိရင်ဘယ်လိုလေးဖြစ်မလဲဆိုတော့အဲကျွန်တော်တို့နှစ်ပွင့်ဆိုင်ဆိုသုံးပွင့်ဆိုင်ဆိုလေးပွင့်ဆိုင်ဆိုအဲ့လိုမျိုးစကားတွေများပြီးတော့လက်ရှိချစ်သူကနေပြီးတော့ပြက်ဆဲတာမျိုးတွေလမ်းခွဲရတာမျိုးတွေနောက်ရည်စအစ်ထက်ရတာမျိုးတွေလည်းဖြစ်သွားနိုင်တယ်ဒါလေးလို့ကိုယ့်ကိုကူးဆိုင်ပြီးတော့သတိထားပေါ့နော်ကိုယ်ကလက်ရှိတွဲနေတဲ့ချစ်သူကို သစ္စာရှိရှိနဲ့တကယ်မေတ္တာရှိရင်သူ့ပဲတယောက်တည်းကိုပဲယူစုအဲ့တော့အဲ့တော့မဟုတ်ဘဲနဲ့ဂျာလူလေဝင်လာရင်တော့ကမောကမတွေဖြစ်ပြီးပြက်ကိုရစကားများတို့မျိုးတွေဖြစ်နိုင်တယ်အဲ့တော့စေတနာပြုဒါတော့ကိုယ့်ကိုရှောင်ပေါ့နော်အဲ့တော့နည်းနည်းလေးကံကောင်းမှုအတွက်အဲကျွန်တော်အလုပ်လေးအစဉ်ပြုအတွက်အဝါရောင်လေးတွေအနက်ရောင်လေးတွေရွှေရောင်လေးတွေကိုလည်းမြန်မြန်ဝတ်ဆင်ပေးလို့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့အကျိုးပေးမဲ့နေ့နဲ့လေးခန်းန်းလေးရတော့၅ခန်းန်းလေး၊၇ခန်းန်းလေး၊၆ခန်းန်းလေးတွေကိုထီထိုးပြလို့ရတယ်။ထီထိုးမှဖြစ်တယ်နော်။ထီထိုးပြအောင်ထိုးထိုင်းထီရတယ်။ ထိုင်းဒီမြန်မာဒီစင်ကာပူဒီကြိုက်တဲ့ဒီထိုးဗျာဒီရောတော့ဝင်ခိုင်းဒီထိုးပါဒါကြောင့်လို့ဆိုတော့အဝေးရနေငွေရခင်ရှိတယ်ဒါကြောင့်မလို့ထီထိုးပါအဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့လလေလုံးကစနေသားစနေသားအသားသမီးတွေကအကျွေးပက်လာအကျွေးပက်လက်ဝိုင်းပြီးတော့ကျွန်တော်စဉ်ညစ်စရာတွေကတွေအကျွေးပူတွေများနေခဲ့ရတဲ့လဖြစ်ပြီးတော့ဒီလမှာတော့ဒီလနဲ့စပြီး၃လတွင်းမှာတော့အဲ့ဒါလေးအားလုံးကင်းလွန်သွားလိမ့်မယ်ကောင်းသွားလိမ့်မယ်ကိုယ်အဝေးတော်ပြန်ပြီးတော့ငွေချီးပြည့်လူပြန်ဖြစ်သွားလိမ့်မယ်เนาะဒါကြောင့်မလို့ ထီတွေထိုးပေးမယ်အဲ့တော့အလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့လေးတော့နည်းနည်းကြုံမယ်အပြောင်းရွှေ့နည်းနည်းကြုံမယ်ဘလို့လေးအပြောင်းရွှေ့ကြုံမယ်ဆိုအလုတ်အလုတ်တွေပိုင်းလုံနေအလုတ်တွေပိုင်းပြုတ်တာတို့နော်အလုတ်တွေပိုင်းပြောင်းရတာတို့ပြုတ်ပဲပြုတ်ပြုတ်ပြောင်းမယ်ပြောင်းပြောင်းအကုန်ကောင်းတယ်ဒါအကုန်ကောင်းတယ်အလုတ်ပြုတ်လေတချို့တော့အလုတ်ပြုတ်ခြင်းကကောင်းကောင်းမှုတစ်ခုပဲတချို့တော့အလုတ်ပြုတ်ခြင်းကစိတ်ညစ်စရာဖြစ်ဖြစ်နေမယ်စနေသားသမီးအတွက်ကတော့အလုတ်ပြုတ်လဲ view မဆိုင်ပါဘူး view ဆိုင်စာမလိုပါဘူးအလုတ်တစ်ထက်ရလိမ့်မယ်အဲ့အလုတ်တစ်ကပိုးလုံးကောင်းနေအောင်မယ် ဟိုမှာအလုတ်သိလောက်ရတာတွေရာထူးတိုးရတယ်ဌာနပြောင်းလာစာပြောင်း sorry လာစာတိုးတာတွေအဲ့ရပြောင်းတာလေအဲ SRM အပြောင်းရွှေ့လေးတော့နည်းနည်းကြုံရလိမ့်မယ်အဲ့ကြုံမှုပုံမှာလဲတကယ်ကောင်းမွန်တဲ့အပြောင်းလေးတွေဖြစ်လာလိမ့်မယ်အဲ့အလုတ်အလုတ်ကစားနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ရာထူးတိုးတာမျိုးလေးအဲ့လိုမျိုးလေးကြုံမယ်ငွေတွေအရန်ဝင်မယ်ဒါပေမဲ့ငွေတွေအရန်ဝင်ပြီးတော့အဲစနေသားစနေသားသမီးတွေဒီလောက်တွေမှာအတောက်စားရှောင်မယ်အတောက်စားလောင်းကစား ကျွန်တော်တွေဝတ်သားလဲရှောင်းမယ်ဒီသုံးခုရှောင်းမှဖြစ်တယ်နော်ငွေတွေအရန်ဝင်ပြီးတော့အရန်ပြန်ထွက်သွားတတ်တယ်အခက်မသိရင်ဘေးကတငယ်တငယ်ချင်းဆိုရှင်းမြားလေးပြောင်းသွားတတ်တယ်ဒါကြောင့်မို့အဝေးကတငယ်ချင်းတော့ကောင်းတယ်အဝေးကမိတ်ဆွေတွေတော့ကောင်းတယ်အနီးနားရှိတဲ့လူတွေတော့တတိထားမယ်အနီးနားရှိတဲ့လူကြောင့်ကိုယ့်ရဲ့ပတ်စံတွေကုန်သွားတတ်တယ်နော်အဲ့ဒါလေးတော့ give side ပေးမယ်အနီးနာတငယ်ချင်းတွေ give side ပေးမယ်အထူးသဖြင့်အတော့စားလေးလောင်းကစားတွေဝတ်သားလေးဒီလောက်တွေမှာရှောင်းပြရှောင်းဒီ3လောက်တွေမှာရှောင်းလိုက်မိစေမြဆင်မောလူပြန်ဖြစ်သွားလိမ့်မယ် အဲ့တော့မိသားစုတွေနဲ့ပြန်ဆုံမယ်အဝေးရောက်နေတဲ့ပြည်ပရောက်နေတဲ့မိတ်ဆွေတငယ်ချင်းညီမောင်နှမသားသမီးဖေးမိရင်းနဲ့အားလုံးကိုကျွန်တော်တို့ပြန်ဆုံမယ်လပဲဖြစ်ပါတယ်ပြန်ဆုံရင်လည်းကောင်းတယ်ပြန်ဆုံကောင်းသောပြန်ဆုံခြင်းပဲဖြစ်ပါတယ်နော်ပျော်ရွှင်မှုတွေရလိမ့်မယ်ဝမ်းသာစရာတွေဖြစ်ပါလိမ့်မယ်နော်ကျွန်တော်တို့အင်္ဂါနံပစ္စည်းတွေဝင်မယ်နော်အင်္ဂါနံပစ္စည်းတွေဝင်လာလိမ့်မယ်ဝင်လာရင်လည်းကောင်းတယ်အဲ့တော့ပြောင်းလဲတွေများလဲလလို့လည်းပြောလို့ရတယ်နော်အဲ့တော့ခီးတစ်ပါးလည်းသွားမယ်ဗျာရဝိခီးနိုင်ငံခြားသွားဖို့စိတ်ဝင်စားတယ် နိုင်ငံတော်မှလှုပ်ထားတဲ့ညီငယ်တွေမိတ်ဆွေတွေ calling visa တွေကြာလာလိမ့်မယ်။ကောကျွန်တော်တွေခေါ်တဲ့နံပါတ်ကိုနံပါတ်ပါလာလိမ့်မယ် passport တွေအမြန်ရလာလိမ့်မယ်။နိုင်ငံခီးစဉ်ရန်ကုန်ကောင်းပါလေနိုင်ငံတော်မှဆိုရင်လည်းသွားလိမ့်မယ်ဒီလောက်ဒီမှာပေါ့နော်။အဲ့တော့အချီးမှာကျွန်တော်ခုနကတခုလို့သွားချီးမှာကျွန်တော်ဂျားလူပြပြနာလာရှာနိုင်တယ်အဲဂျားလူအဲဒါကြောင့်မို့ဂျားလူလေးနည်းနည်းစိတ်ဝင်စားနေပေါ့ဗျာအာဂျားလူရောက်ကြလေးလေးဖြစ်နေတယ်လို့မင်းကြီးလေးဖြစ်နေတယ်နော်ဒါလေးလို့ကြီးဆိုင်ပြပေါ့ဗျာနော်အဲ့တော့ အိမ်ချမင်းကိစ္စတွေရန်ကောင်းပါတယ်ဗျာအိမ်ချမင်းကိစ္စတွေရောင်းဝဝဲရလက်မထိုးရတာတွေကောင်းပါလိမ့်မယ်။အော်ရောင်းခြင်းဝဲခြင်းနဲ့ရောင်းတာရောင်းဝဲတာဝဲအဲ့တော့ရှိနော်ဝဲလာကောင်းတာပေါ့ဗျာနော်အဲ့တော့ဝဲတာဝဲဗျာအဲ့တော့ကောင်းတယ်ကျွန်တော်တွေဒီဝဲမဲ့နေ့တို့ပါဆို၄ရက်တို့၃ရက်တို့31ရက်တို့အဲ့နေ့တွေအဲဝဲပိုကောင်းတယ်အဲဒီလအတွင်းမှာစနေသားသမီးတွေအိမ်အောင်ကြမယ်ဗျာအပြောင်းလဲတွေများဆိုအိမ်အောင်လည်းကြမယ်အိမ်အောင်ကြမယ် အဲကြားတဲ့အိမ်တော်ကလည်းကောင်းတယ်လို့ပြောလို့ရတယ်เนาะအိမ်တော်နေကြမယ်လူငယ်တွေတွတ်တော့လူငယ်တွေတွတ်တော့နည်းနည်းလေးစိတ်စိတ်ကတော့ကစားလေးလေးဖြစ်နိုင်တယ်ဗျအဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့လေကိုကသူနဲ့အဲကျွန်တော်အရေးစုထားတာလို့လူကြီးမိဘတွေရဲ့အဆင်မပြေကြတာလို့အဲ့လိုဟိုညီကမတော်တွေအဆင်မပြေကြတာလို့အဲ့လိုမျိုးလေးတော့နည်းနည်းလေးတော့ကြုံနိုင်တယ်ဗျအချိန်နဲ့ပတ်သက်ပြီးနည်းနည်းလေးစိတ်ညစ်တာမျိုးလေးတော့ဒီလောက်တည်းမှာနည်းနည်းရှိလိမ့်မယ် အဲနည်းနည်းမဟုတ်များများအောင်ရှိလိမ့်မယ်ဗျဟင်ဒီသူနဲ့ကုနဲ့စကားများတာလေးတွေညှိလို့နိုင်လို့မရတာလေးလေးဒီလတွေမှာသမီးသားစုံတွေတွေကြုံလိမ့်မယ်နော်ဒါလေးတော့ကြည့်ဆိုင်ပေးပါမိတ်ဆွေညူကမောင်တို့မှအကူညီရပါလိမ့်မယ်အဝေးကမိတ်ဆွေဆိုပို့လို့ကောင်းပါတယ်အာဒါကတော့တော်တော်လေးကောင်းတဲ့အချက်တွေများတယ်ဗျနော်တတော်ကိုကောင်းတဲ့အချက်တွေများတယ်အဲ့တော့စနေသားသမီးတွေခြုံငုံပြောလိုက်မယ်ဆိုရင်အနီးနားလူတွေနည်းနည်းကြည့်ဆိုင်ပေးမယ်အဝေးကလူတွေအကုန်ကောင်းမှာဖြစ်ပါတယ်ဗျာ ဟုတ်ပြီဒါကောင်းတဲ့ချက်ပဲဖြစ်ပါတယ်ဒီမှာနည်းနည်းညံ့တဲ့ချက်လေးတွေရှိပါတယ်ညံ့တဲ့ချက်လေးတော့လွယ်ပါကြီးချောပါစီပေါ့ဗျာနော်အဲ့တော့ညံ့တဲ့ချက်လေးတွေကျွန်တော်သတိထားအောင်လို့မျှဝေပေးမှဖြစ်ပါတယ်ဒီလတွေမှာစနေသားသမီးတွေစိတ်တိုင်းမကျအလုံးမကျအောင်ဖြစ်နေတဲ့တဲ့စိတ်ထဲမှာတခုခုဆိုရင်လောကကောင်းလို့မလောကကောင်းလို့ဟာတော့ကောင်းလို့မတော့ကောင်းလို့စိတ်တရားနှခွဖြစ်နေတတ်တယ်စိတ်နေခန္ဓာမြင်းဖြစ်နေတတ်တယ်ပေါ့ဗျာနော်စိတ်နေမတည်မငြိမ်ဖြစ်နေတတ်တယ်အဲကျွန်တော်အစိမ့်မပူမနဲ့ပြီးနောက်ဆုံးမှာထူးချက်တရားလေးပေးထားမယ်ဒါလေးလုံလိုက်ရင်အဆင်ပြေမှာဖြစ်ပါတယ်ဗျာ ီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းနည်းလေးတော့ညံ့နေတယ်ဆိုရင်စာလုံးဝမရှိဘူးအဲ့တော့ buy out တို့ buy နာတို့အဲကျွန်တော်လက်စစ်လေးတွေခိုက်တာတို့အဲချော်လေးလာတို့ထိမိခိုက်မိနာတို့ကားတို့ဆိုင်ကယ်တို့ဆက်ပင်းတို့နဲ့ထိမိခိုက်မိတတ်တယ်နော်အဲ့ဒါမျိုးလောလူကြီးပိုင်းနေတော့ယူဆက်ပြီပေါ့နော်ဟိုကားတွေဆိုင်ကယ်တွေဆက်ပင်းလေးနဲ့ထိမိခိုက်မိတတ်တယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကအခုကာလာတွေမှာအဲစောက်ဆိုင်ရမယ်ကာလာလို့ပြောပြောလို့ရတယ်အဲတခုခုလှုပ်တယ်ကိုကအလုပ်တခုလှုပ်လိုက်တယ်အလုပ်တခုသွားရှောက်တယ်အဲရှောက်တဲ့အလုပ်ကအဲ ကိုတော့ခက်မှတေးကြတယ်ဒါပေမဲ့နည်းနည်းတော့စောက်ရတယ်ဗျနည်းနည်းတော့စောက်ဆိုင်ရတယ်အဲ့တော့ကိုကစိတ်မရှိဘူးဖြစ်နေတတ်တယ်ဘာမစို့ဒီကာလမှာစိတ်ရှိပေးဖို့တော့လိုပါတယ်စိတ်ရှိတီးခန့်ပေါ့နော်စိတ်ရှိမဲ့တီးခန့်မဲ့နည်းနည်းလေးတော့ကိုကဒီလုပ်ကိုလုပ်လိုက်တယ်ဖြစ်တော့ဖြစ်တယ်အောင်မြင်မှာဒါပေမဲ့နည်းနည်းလေးတော့အချိန်နည်းတော့စောက်ဆိုင်ရတယ်အဲ့အဲ့လိုမျိုးလေးတော့ကျွန်တော်တွေတီးခန့်ပေးနော်တခုလုံးလို့မပြီးသေးဘူးနောက်ဟိုနောက်တခုပြန်များပြီးသွားလုပ်တာလို့တော့မလုပ်နဲ့ပေါ့ဗျာနော်အဲ့လိုမျိုးလေးတေချာလေးတခုတည်းဟိုပဲဒီဇိုင်းမဲ့မဲ့လေးလုပ်ပေးအောင်မြင်ပါတယ် အဲ့တော့ကျွန်တော်တို့တွေဒီလအတွင်းမှာအဲမေတ္တာစုတွေအဲထဲမှာကျွန်တော်တို့အထူးသဖြင့်လင်မြားတွေပေါ့လင်မြားလေးရှိလို့ရှိရင်တော့ဒီလအတွင်းမှာရံဖြစ်လိုက်ပြန်ချက်လိုက်လေဖြစ်နေမယ်အဲ့တော့ကျွန်တော်တွေရံဖြစ်လိုက်ပြန်ချက်လိုက်ဖြစ်နေမယ်အဲ့တော့အာမန်ရံကိစ္စတွေအဲကျွေးကိစ္စတွေအဲကျွန်တော်ပေးရယူတဲ့ကိစ္စလေးတွေရောဒီလအတွင်းမှာရှောင်းမှာအကျွေးယူတာပဲဖြစ်ဖြစ်အာမန်ရံကိစ္စပေးရပဲဖြစ်ဒီလအတွင်းမှာနည်းနည်းလေးနည်းနည်းလေးရှောင်းလိုက်ပေါ့ဗျာခဏလောက်ရှောင်းလိုက်အောင်အဲ့တော့ကိုကိုညီပေးတဲ့လူကကိုပြန်မိရောဒုက္ခပေးတတ်တယ်ဒါလေးလို့ယူဆိုင်ပေးမယ် ဲ့တော့ဒါဆိုလို့ရှိရင်အော်ကျွန်တော်အသားသမီးနဲ့ပတ်သက်ပြီးတော့သားသမီးနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ညစ်တာမျိုးတွေတော့နည်းနည်းရှိမယ်အမအမသားသမီးဆိုတော့တားပို့ပြီးတော့နည်းနည်းလေးပို့ပြီးတော့ဆုံးဝပြုဆုံးမတာခတ်မယ်လောက်ငယ်သားတွေအလုတ်ထဲမှာကိုကိုအောင်ငယ်တဲ့လူတွေကိုလက်အောက်ကလူတွေကပြန်နေပြီးတော့ကလန်ကစားလောက်တာမျိုးတွေတော့နည်းနည်းကြုံရမှာပြန်နော်အဲ့ဒါမျိုးကူးဆိုင်မယ် အဲ့တော့ကျွန်တော်တို့စနေသားသမီးနေ့ဒီလအတွင်းမှာငွေတွေဝင်လာရင်ငွေတွေသုံးချင်တဲ့လက်တွေရားနေလိမ့်မယ်အဲ့ဒါလေးတော့ဂူဆိုင်ရှောင်ပေးမယ်နော်ငွေတွေမသုံးအောင်လို့မသုံးမရအောင်လို့ရှောင်ပေးမယ်ကျွန်တော်တောင်းဖို့စောကြပြောတော့နော်ကျွန်တော်တွေအရရဲ့ဝတ်သားရဲ့အော်ကျွန်တော်တွေလောင်းကစားရဲ့အရရဲ့ဝတ်သားရဲ့ပီလည်းပါတော့ပေါ့နော်အဲ့ဒါလေးဒီလအတွင်းမှာရှောင်နေသမီးရှောင်ပေးမယ်ဘာသာရေးလုပ်လေလေသူများတဲ့ပို့ပြီးထူးလေလေဖြစ်မှတေးကြပါတယ်တော့ပတ်စံနေရလာရင်မဝယ်သေးတဲ့အရေးကြီးတဲ့ပစ္စည်း၃ခုရှိပါတယ်အဲ့ဒါတော့ဖုန်းရဲ့ နကြက်ရဲ့နကက်ရဲ့အဲ့သုံးခုတော့မဝယ်ပါနဲ့ဘူးเนาะအရေးကြီးပတ်စံရလာလို့ရှိရင်အဲ့သုံးခုမဝယ်နဲ့ဘူးလက်ဆောင်ပေးလို့ရှိရင်တော့မှပဲညည်းရမယ့်အခြေအနေရှိပါတယ်ဖုန်းတွေနကြက်တွေနကက်တွေပေါ့เนาะတကယ်လို့လက်ဆောင်ပေးလို့ရှိရင်တော့အဲယူပြီးတင်ထားလိုက်ပေါ့ဗျာเนาะသုံးတော့မသုံးနဲ့ဘူးအဲ့တော့ဝယ်လို့တော့လုံးဝမဖြစ်ပါဘူးเนาะအဲ့လိုအဲ့လိုမျိုးဝယ်လိုက်တာနဲ့နောက်ထပ်ငွေတွေထပ်မဝင်ပဲနဲ့လက်တွေပိတ်သွားတတ်ပါတယ်ကဲဒါလည်းကျွန်တော်တို့အဲ ဒါလည်းအရင်ညံ့တဲ့အထဲမှာတော့မပါဘူးဗျာเนาะဒါဆိုရင်စရင်သားသမီးတွေဒီလတွင်းရဒီလနေစပြီးကောက်မှာเนาะဒီလနေစပြီးတော့10လပိုင်း17လပိုင်း17လပိုင်းအထိကိုစနေသားသမီးတွေစင်ပေါ်ပြန်ရောက်လာပါပြီစိတ်ညစ်ခဲ့သမျှတွေငိုကြွေးခဲ့သမျှတွေအခြေကစားပူပင်တော့ကရောက်ခဲ့သမျှတွေဒီလတွင်းမှာစပြီးတော့ကောင်းပြီး6လ3လအထိကိုကောင်းမွန်သွားမှာဖြစ်ပါတယ်ကဲဒီတဲ့ကောင်းတဲ့ကောင်းသွားအောင် ျွန်တော်တို့အဲကျွန်တော်စနေသားသမီးတွေထိမိခံမိနိုင်မျိုးရှိမယ်နော်လူကြီးတွေသတိထားပေးပါနော်အိမ်မှာလူကြီးရှင်သတိထားပေးမယ်စပိန်နေဆိုင်ကလေးတွေကားတွေနဲ့ပုတ်မိရှာမိတာတွေနည်းနည်းနည်းကူးဆက်ရမယ်နော်မောင်းမဲဆိုရင်လည်းကူးဆက်ပေးပါဗျာနော်အဲ့ဒါလေးကူးဆက်ပေးပါအဲ့တော့ကြီးမားတို့ကိစ္စတော့မရှိပါဘူးပေါ့ဗျာနော်ကဲဒါဆိုကျွန်တော်တို့ကျွန်တော်တို့ကံလေးတွေကောင်းတဲ့ကောင်းသွားအောင်စနေသားသမီးတွေထိတ်ဆုံးကိုရောက်သွားအောင်အဲ့တော့ကျွန်တော်တို့အခြေမှလည်းကျွန်တော်လမ်းခွဲပြည့်စုံမှုတွေမရှိတည်ငြိမ်သွားအောင်လုံးမဲ့အထူးကြတာလေးရှိပါတယ်ကျွန်တော်တို့ အဲ့အဲ့ဒါရရမ်းလွယ်ပါတယ်ကျွန်တော်တို့ဝတ်တဲ့အင်းကြီးအဟောင်းအဆုတ်တစ်ထည်ရှိတယ်အဟောင်းအဆုတ်တစ်ထည်ကိုလွန်ပလိုက်ပါအဲ့တော့ကိုယ့်ရဲ့အဟောင်းအဆုတ်တစ်ထည်ကနည်းကောင်းနေသေးတယ်နည်းနည်းကောင်းတဲ့ထည်လေးကိုတော့တေချာလေးရှော့ဖို့ပြီးတော့မရှိမှမှသူလှူပေးပါအဲ့တော့အရန်ဟောင်းပြီးဆုတ်တဲ့ထည်လေးကိုတော့လွန်ပြစ်မယ်နည်းနည်းလေးကောင်းသေးတယ်ဝတ်လို့သုံးလို့ရသေးတဲ့ထည်လေးကိုတော့ရှော့ဖို့ပြီးတော့ကျွန်တော်တွေမရှိမှမှသူကိုလှူလိုက်မယ် အဲ့တော့လူမဲ့ဆိုရှော့ဖုတ်မှလူနော်ရှော့ဖုတ်ပြီးတော့မိဘပါတက်ပြီးမှလူပေါ့ဗျာနော်ဒါမှကိုယ့်ရဲ့အငွေ့တက်ကိုယ့်ရဲ့အဲပြောမဲ့ဆိုရင်ကိုယ်ကိုယ်နဲ့သက်ဆိုင်တဲ့အရာတွေပြတ်တော့သွားအောင်လို့ပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးလေးရှော့ဖုတ်မှလူပေးမယ်လူပြီးတော့ကျွန်တော်တွေနောက်တစ်ခုကိုယ့်ရဲ့အိမ်မှာရှိတယ်ဗျာဒါကတော့အဲစနေနေ့ပဲလုပ်မယ်နော်ကျွန်တော်အဝတ်လူတာတော့ကျနေနေ့လုပ်လို့ရတယ်စနေနေ့မှာကိုယ့်ရဲ့ကျွန်တော်ကိုယ့်ရဲ့မွေးနံပေါ့နော် ကိုယ့်ရဲ့မွေးနေ့မှာလည်းရတယ်ကိုယ့်ရဲ့အိမ်ဖျားမှာလည်းရတယ်ကိစ္စမရှိဘူးအိမ်ဖျားမှာကျွန်တော်တွေလိမ်မော်ကြီးကပ်ပေးမယ်ပြီးရင်စီထမင်းလုပေးမယ်လိမ်မော်ကြီးစီထမင်းလုပေးမယ်အဲ့ဒါလေးတော့နည်းနည်းလေးခူးဆိုက်ပြီးလုပေးကျန်တဲ့နေ့တွေနေ့နေ့နေ့တွေမှာလည်းကျွန်တော်တွေကြက်ကြော်လို့အဲကြက်ကြော်လို့ကြက်သားဟင်းတို့အဲ့ဒါလေးတွေတဲ့ဖျားမှာလုပေးမယ်နော်စားရင်ပေါ့ဗျာနော်အဲ့တော့ကြက်ကြော်လို့ကြက်ကြော်လို့ကြက်သားဟင်းတွေပါချက်ရင်ဖျားမှာလုပေးမယ် အထူးပရိစ္ဆေယမှာတော့ဂုံတော်၉ပါးပဲဖြစ်ပါတယ်ဂုံတော်၉ပါးကျွန်တော်တို့တွေတပားကိုတပတ်၉ပါးဆိုတော့၉ပတ်မနက်၉ပတ်ညည၉ပတ်နဲ့၃လတတိစိုက်သွားပါမိတ်ဆွေများရဲ့ကံဒီတမကကောင်းတတ်ကောင်းသွားပါလိမ့်မယ်မနက်၉ပတ်ည၉ပတ်မနက်၉ပတ်ည၉ပတ်တရားရှင်းလုံးပရိနေပဲရမှာเนาะကျန်တဲ့ပရိမရပါဘူး တရားရှင်တို့ပတိနဲ့စိတ်ပေးပါဂုံတော်ကိုပါဆိုတော့တပားတပတ်ကိုပါဆိုတော့ကိုပါပေါ့ဗျာမနက်ကိုပါညကိုပါနောက်ဣတိပိသောဘဂဝါရဟံတမ္မတံဗုဒ္ဓဝိဇ္ဇာစရဏတမ္မနောသူကတော်လောကဝိတုနောက်တော်ပရိသဓမ္မတာရတိတတတုယမနုတနံဗုဒ္ဓဘဂဝါဆိုပြီးတော့ဂုံတော်ကိုပါအဲ့တော့တပားကိုတပတ်ဆိုတော့အရဟံ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 တပတ်မှအမေဒီတော့ဘကောအရဟံအရဟံအရဟံမနောအရဟံအရဟံတမန်တမုဒ္ဒောတမန်တမုဒ္ဒောတမန်တမုဒ္ဒောတပတ်အဲ့လိုမျိုးလေးပေါ့နော်တပတ်ကိုတပတ်ပေါ့ အဲ့ဒါမျိုးလေးကျွန်တော်တို့တွေအဲစိတ်ပေးပါစိတ်နေစင်းနဲ့ထူးခြားလာလိမ့်မယ်၃လအတွင်းမှာမိတ်ဆွေများတကယ်ကိုကံပေးပြီးတော့အလူတီးတောင်လုံနေရခြင်းရှိရတယ်နော်၃လအတွင်းမှာကံပေးလို့အလူတန်းနေလုံနေရခြင်းတောင်ရှိတယ်အလူတန်းနေလုံမဲ့ဆိုလို့ရှိရင်ကျွန်တော်လည်းခေါင်းဟမ်ကျွန်တော်လည်းခေါင်းအဲ့တော့ကဲဒါလို့ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ဒီလအတွင်းမှာတော်တော်လေးကိုစိုးစိုးလေးလေးဖြစ်သွားပြီနော်အဲ့တော့ကျွန်တော်ဒီအထူးကောင်းမှာတော့ငွေ ငွေရအဝေးရငွေတွေရမှာတော့တော်တော်ကန်ကောင်းတယ်ဗျာနော်ထီပေါက်မယ်နော်ထီပေါက်မယ်ထီပေါက်လို့ရှိရင်လည်းကျွန်တော်လည်းတသိရပါဘောဗျာနော်โอเคဒါဆိုလို့ရှိရင်တော်တော်လေးကိုအဆင်ပြေပြေဖြစ်သွားပါပြီကဲကျွန်တော်မိတ်ဆွေတွေဒီလောက်တည်းမှာအဲကျွန်တော်တွေဒီကိုယ့်ရဲ့ကိုယ့်ရဲ့အိမ်ဖျားမှာကြံကြံတဲ့နေ့တွေပေါ့နော်ကြံတဲ့နေ့တွေမှာကျွန်တော်တို့နွားနို့တွေပါလှူပေးမယ်နော်နွားနို့ပါလှူပေးခြင်းအဖြစ်လဲစနေသားသမီးတွေကန်ကောက်မယ်နွားနို့လှူတာလေးအိမ်မှာအိမ်ဖျားမှာလည်းလှူလို့ရတယ် အဲ့တော့တခြားသောဆိုင်ဆိုင်ရာပုံကူတွေပေါ့နေဥမာငကားတို့တိုက်ဆက်နိုင်ဆက်တို့တခြားဆိုင်ဆိုင်ရာပုံကူတွေပါလေနော်နုတ်လူရင်အရန်ကောင်းတယ်နော်ဒါတို့မျိုးလေးတွေအဲရှိပေါ့ဗျာနော်ဟောတချို့လဲဝါနာပါတဲ့လူပေါ့ဝါနာပိုင်းလဲမလူကိစ္စမရှိပါဘူးအိမ်ဖျားမှာတခြားနေတွေပါလေနော်နုတ်တွေပါလေလူလို့ရတယ်ဟိုနော်နုတ်တွေပါလေခလေးတိုက်လို့ရတယ်ဆိုင်ဆိုင်ရာပုံကူတွေပါနော်နုတ်တွေပါလေဆက်တာလေးဆက်တာဆက်တာတွေပါလေအဲ့တော့ကျွန်တော်တွားပြီးရောဆက်တာလေးလုပ်လို့ရတယ်ဟိုမှာ အမတော့မြန်နန်းຫນွယ်ຫນွယ်တို့လိုကျွန်တော်တို့ငကတိုက်ရှိတဲ့လူလူတို့အဲစပီပေါ်တော့ငကဇက်တို့အဲစပီပေါ်တော့ကိုကိုဆိုင်ဆိုင်ပုဂ္ဂိုလ်တွေရှိတော့ငကဟိုဒီလိုမျိုးနွားနုလေးလူလူရပါတယ်အဲ့တော့ကန်ထောက်ပတ်ကောင်းတယ်ပေးလာပါလိမ့်မယ်ဗျကဲဒီလောက်ဆိုရင်တော်တော်လေးစုံတော့ပါပြီကျွန်တော်မိတ်ဆွေတွေစနေသားသမီးအားလုံးဒီလအတွင်းမှာစပြီး၃လအတွင်း၃လ၃လလုံးလုံးမှာကန်ကောင်းလက်ကောင်းကြပါသည်အဲ့တော့ထမင်းချောင်းစီမောင်တီလူနိုင်ကြပါသည် ကန်ဆိုးကန်ညက်နေပပျောက်ကြပါသည်အလူတန်းနေပြင်းနိုင်ကြပါသည်လုပ်ငန်းကိစ္စမှာအဆင်ပြေပြီးစီးပွားရေးတိုးတက်ပြီးအလူတန်းနေလုံနိုင်ကြပါစီဗျာအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေများရောဘယ်နေရာနေကြည့်နေလဲဆိုတာခွန်မန်လေးမှာရေးပြပါဦးဗျာကျွန်တော်လည်းရင်းနှီးမှုလေးရောက်တောင်းလို့ပေါ့နော်မိတ်ဆွေများဘယ်မြို့ဘယ်နေရာဘယ်နေရာလေးကြည့်နေလဲဗျာအဲ့တော့လေးခွန်မန်လေးမှာရေးပြပါဦးမြောက်အားလုံးကျေးဇူးတင်ပါတယ်ကဲလိုင်ယန်ဆွမ်းလေးပြီးအပိကြပါဦးဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ